နောက်နောက်ပွဲကို live လွှင့်မှာလားတယ်နော်ဘောလုံးပွဲမပြပါဘူးဆင်သမိုင်းနော်ကျွန်တော်ဘောလုံးပွဲမပေးဒုံးကမှမပြခဲ့ပါဘောလုံးပွဲပြတဲ့နော်ပေးဒီပါတွေတော့မဟုတ်ပါဘူးဆင်သမိုင်းနီးပြအမိုရင်ကိုတဲ့လူဝဲပေးပြီးတော့နော်အချိန်ပေးတင်နေတင်နေတယ်နော်အသင်းကြီးတွေနဲ့ဆိုကောင်းနေတယ်ကစားတာတယ်နော်အဲကျွန်တော်တို့ကလက်ရှိပရီးမီးယားလိမှာအသင်း20ထဲမှာဆိုလို့ရှိရင်အသင်းကြီးက6သင်းလောက်ပဲကျွန်တော်တို့ရှိတာအသင်းသေးကကျွန်တော်တို့နေပေါ့နော်14သင်းလောက်ကျွန်တော်တို့ရှိတယ်အဲ့ဒီတဲကမှအသင်းကြီးတွေလောက်နေပဲကောင်းပြီးတော့အသင်းသေးတွေနဲ့ဆိုစုပ်ပြတ်တက်နေတယ်ဆိုရင်တော့အချိန်ကြီးကမဟန်ဘူး။ဒါအမ်မိုရင်ကိုပြစ်တင်တာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်ပြောချင်တာက တို့ကအသင်းကြီးကအသင်းကြီးရောတော့ကောင်းအောင်ကစားနိုင်မှာအသင်းကြီးနဲ့ပဲရွေးကောင်းနေ6ပွဲပဲကောင်းနေမှာမင်းအလုံးစုံအလုံးစုံ4ပွဲပဲမင်းကောင်းနေမှာဗျာကိုအိမ်ဝင်သူ့အိမ်ဝင်ဟုတ်တယ်မလားကျွန်တော်တို့အနေနဲ့နော်12ပွဲလောက်ပဲကောင်းနေမှာကျန်တဲ့ပွဲတွေမင်းအကုန်တိုက်မဲ့နေလို့တော့မဖြစ်ဘူးသိရမလားနော်ဟိုအဓိကတော့ဗျာနီးပြအတွက်နီးပြအတွက်ကတော့ကျွန်တော်လက်ရှိမှာဘာအားဖြည့်မှုမှရှိမထားသေးဘူးဘာမှစကွက်တီဘာတွေပြောင်းလဲမထားသေးဘူးဆိုတော့ဒီနီးပြကိုအချိန်ကတော့တေချာပေါက်ကတော့ပေးဖို့လိုတာပါဒါပေမဲ့နီးပြတရားကိုအချိန်ပေးရမယ်ဆိုတဲ့နေရာမှာလေဒီနီးပြဟာအချိန်ပေးဖို့အတွက် အချိန်ကြီးကောင်းတဲ့နီးပြတစ်ယောက်လားပြင်မလားအချိန်မပေးသေးပါဘူးဆိုရင်နီးပြတစ်ယောက်လားရှိသေးတယ်ကျွန်တော်တို့ကနီးပြသေးယောက်လာတဲ့အချိန်ကြီးဆက်ပေးရမယ်လို့တော့မဟုတ်ဘူးနီးပြတစ်ယောက်ကိုအနီထားကလည်းအချိန်ပေးသေးတဲ့နီးပြလားမပေးသေးတဲ့နီးပြလားရှိသေးရအဲ့လိုမျိုးကကျွန်တော်ရှိသေးတာဟုတ်ဘရူနိုကိုအနာပေးသင်းလာတဲ့ဒီပွဲမှာတဲ့အဲကျွန်တော်တို့မှလူမရှိပါဘူးဆရာသမားနော်ဘရူနိုကိုအနာပေးနေတော့ MOD ဝင်းကန်ယုံပဲကျွန်တော်ရှိတော့တာနော်ဟိုဘလောက်ပဲမင်းမင်းပင်ပန်းပင်ပန်းမတက်နိုင်ဘူးဟုတ်တယ်မလားနော်ကန်းမှာပဲကန်းမှာပဲနော်အနာပေးသေးရမင်းအနာပေးရအောင်ကလည်းအစားထိုးကစားသေးရလူကောင်းကောင်းမှကျွန်တော်မရှိတာ နားပေးရမယ်အနားပေးကိုမမြင်ပါဘူးနော်နားပေးကိုမမြင်ပါဘူးမေဆန်မောင်းနဲ့လူချောတို့ကိုတဲ့နွေရာသီမှာမရောက်နိုင်ရင်ဒိုတင်းရဲ့တာဝန်ရှိသူတွေကတော်တော်ရေချင်းမရှိဘူးပြောရမှာပဲတဲ့နော်အဲအခုမှတော့မဟုတ်ဘူးပဲဗျာသိတယ်မလားနော်အတင်းတာဝန်ရှိသူတွေကအပြောင်းအရွှေ့နဲ့ပတ်သက်လို့ရှိရင်အရေချင်းမရှိတဲ့နော်ဒါတွေပြနေတာကြာပါပြီဘာလို့အဲ့လိုပြောရလဲဆိုတော့ new robe စဉ်းစားကြည့်ဗျာအတင်းကနေဝယ်မယ်ဆိုလို့ရှိရင်မြန်အတန်းယာချီယာချီပေးနေရတာအတင်းကပြန်ရောက်မယ်လေဆိုရောမင်းစာချုပ်တန်တန်း3နှစ်ပဲကြမ်းကြမ်း4နှစ်ပဲကြမ်းကြမ်းစာချုပ်တန်တန်း1နှစ်လောက်ပဲကြမ်းကြမ်း သိတယ်မလားဘယ်လိုမှရောင်းလို့မထွက်ဘူးရောင်းလို့မထွက်ဘဲနဲ့ကျွန်တော်နောက်ဆုံးတော့ဗာလဲအငှဗာလဲအပြစ်တက်တွေဗာလဲဗာလဲ sorry အလွတ်တွေဗာလဲနဲ့ပဲကျွန်တော်ထွက်နေရတာဒါတော်တော်လေးတော်တော်လေးတော်တော်လေးကိုတိုင်ပတ်တဲ့ရပါတော်တော်လေးကိုတိုင်ပတ်တဲ့ရပါဆိုတော့အဆင်မပြေဘူးပေါ့နော်အဆင်မပြေဘူးအဆင်မပြေလို့မှအဆင်မပြေဘူးဆိုတော့ဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့ကတော့မေဆန်မောင်းတို့လူချောတို့လည်းအ ਨੇ သုံးတော့မေဆန်မောင်းတို့ဆက်ပြီးတော့ရှိလိမ့်မယ်ထင်ပါတယ်လာမယ့်ရာသီမှာနော်လူချောတို့ဘာလို့ကတော့ရောင်းတော်မှာ ခေါ်မဲ့အတင်းရရှိသေးတယ်ဗျာဒီလားဒါပေမဲ့သူရဲ့ injury record ကိုကျွန်တော်ကြည့်ရင်အတင်းကြီးတွေပါတယ်ကခေါ်ခြင်းမခေါ်မှာပြီးလို့ရှိရင်လူချိုးရဲ့လစာကလည်းများတယ်တယ်မှာပါတယ်ပေါ့နော်ကျွန်တော်မလွယ်ပါဘူးဒီကစားမတွေကိုရောင်းဖို့ကအာဆင်နယ်နဲ့ပွဲစဉ်ကားတဲ့အဲရှုံးဖို့ရာခိုင်နှုန်းများတယ်ဗျာတဲ့ magical moment လုံနေတဲ့ကစားမလည်းမရှိတော့ဘူးတဲ့နော် okay ပါအဲဆိုတော့နောက်ရာသီမှာ wine တိုက်စစ်မှုတရားတော့ခေါ်တဲ့နေတဲ့ white land 60ကတင်ယူဖို့လိုနေသေးတယ်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ် ်ကက်စမဲရိုတက်စားလို့ရှိရင်တိုဘီခေါလီယာကိုပိုအဆင်ပြေမလို့တော့ထင်တာပဲတဲ့နော်အဲအတွေ့အကြုံနေပြီးတော့ဗောနော်အတွေ့အကြုံနေပြီးတော့လူငယ်ကစားမလေးတယောက်ဖြစ်တဲ့တွေ့အမိုဒီနေနဲ့ရစ်ယူပြီးတော့ထည့်ပါမလားကျွန်တော်ကတော့မထင်ဘူးဗောနော်ကျွန်တော်အနေနဲ့ကတော့ဒီအာဆင်နယ်ရဲ့ပွဲမှာကက်စမဲရိုတက်ပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခါခေါလီယာကအင်ဂျူရီကနေပြန်လာတာမကြသေးပါဘူးဆိုတော့အင်ဂျူရီကနေပြန်လာတာမကြသေးဘူးဆိုတော့ ကောလီယာကိုချက်ချင်းကြီးတူတယောက်တည်းပေါ့နော်ပြောချင်တာက defensive midfield မှာတူတယောက်တည်းထည့်ပြီးတော့တုံးလာဖို့ကတော့အချိန်ကြီးနည်းတယ်လို့တော့ကျွန်တော်ထင်တယ်။ထပ်ပါတော့ဗျာ Toby Collier နဲ့ကျွန်တော်သား Bruno Fernandes ဆိုပြီးတော့လည်းကွင်းလင်မှာဖြစ်ကောင်းဖြစ်နိုင်တာပဲ။အဲမဲ့လို Casemiro နဲ့ Bruno ပဲဖြစ်ဖို့များလေလို့ကျွန်တော်ယူဆတယ်ပေါ့နော်။အာအာရေရှိ plan လည်းမရှိရရတယ်ရေလို plan လည်းမရှိတာနဲ့တယ်မဖြစ်ဖြစ်အောင်ကျင်းတဲ့နေရတာကလည်းအဆင်မပြေဘူးထင်နေတယ်နော်အဆင်မပြေလဲလောလောဆယ်မှာတော့ဒါကကျွန်တော်တို့ရဲ့ရွေးချယ်စရာမရှိတဲ့အနေအထားဖြစ်နေတယ်နော်ဆိုတော့ဘာတွေဆက်ပြောနေလဲကျွန်တော်ကြည့်ရမှာပဲ โอเคကြည်ဒီများဒီမှာလက်ကာနာချူကိုတဲ့ညာချမ်းမှာထားတာပို့ပြီးတော့အဆင်ပြေမယ်ထင်တယ်တဲ့เนาะအဲ့ဒါမှာအလဲဝင်ချူပြီးတော့ချူကန်လို့မရပါနဲ့เนาะအခုကကာနာချူနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဗောနော်ဒီကောင်မကန်ဘူးကိုပဲကျွန်တော်တို့အနေနဲ့เนาะလုံးဝအာယုံဆိုင်နေရတာကာနာချူဘောလုံးမကန်စီနေပါလားကာနာချူဘောလုံးမကန်ဘေးနေရထားဆိုပါမလဲပါညာအဓိကဗျာပြောချင်တာကကာနာကာနာချူကဟိုကိုကိုတိုင်းတိုးတက်အောင်ကစားနိုင်နေတော့ကောင်းလာနိုင်ချေအများကြီးရှိတယ်သိရမလားအခုကဒီကစားမလေးကကိုကိုက သူကိုသူသူထင်တဲ့ level ကိုရောက်မနေသေးဘူးဗျာဒီလားကာနာချိုတိထားဖို့ပါလေသူကိုသူသူထင်တဲ့ level ကိုရောက်မနေသေးဘူးဒီလား तू ကလုံးဝအသင်းရဲ့မအရေးအပါဆုံးကစားမတစ်ယောက် Manchester United တိုက်စစ်မှာ तू မရှိရင်မဖြစ်ဘူးဆိုတဲ့ level မျိုးကို तू ထင်နေရပြီးရင် तू လုံးသမျှเนาะအရာလူတိုင်းကသူ့ကိုဘောလုံးပေးရမယ် तू ကတော့သူ့ခြေထဲမှာရှိရင် you know တော့အဆင်ပြေသလိုလုပ်မယ်ဆိုတဲ့ပုံစံမျိုးအဆင်မပြေဘူးကာနာချိုအခုလိုချင်အလုံးတရာကံမှာနှလုံးတော့ပဲကူပေါက်တဲတာဆိုတော့ဒါဒါအခြေအနေမကောင်းဘူးဗျာဒီလားဒါအခြေအနေမကောင်းဘူးဆိုတော့ ဟိုကာနာချိုနေနေပေါ့နော်သူ့ကိုသူတိထားမှာကโอเคငါအများကြီးကြိုးစားဖို့လိုသေးတယ်ငါတူးတက်ဖို့အတွက်နေရာဘက်ဆုံမှာဖက်ဆုံဘက်ပေါင်းဆုံမှာလိုအပ်နေသေးတယ်เนาะလောလောဆယ်ငါငါထင်တဲ့ level ကိုရောက်မနေသေးဘူးပေါ့နော်အဲ့လိုမျိုးမြင်ထားဖို့လိုတယ်လေ့ကျင့်ရေးတွေပိုလုပ်ဖို့လိုတယ်အခုလည်းပဲဒီကောင်လေ့ကျင့်ခန်းပြင်းပြထန်ထန်လုပ်တာကြီးဘာနဲ့လဲပတ်သက်ပြီးဘာမှမကြားဘူးဒါပေမဲ့လို့เนาะသူတော့ဆရာကြီးဖြစ်နေပြီเนาะဆိုတော့ဒါသူတော့ဆရာကြီးဖြစ်နေပြီเนาะ Chiro Obi ကိုဘယ်လိုမြင်လဲတဲ့ပါမယ်လို့ထင်လားတဲ့အဲနီးပြားကတော့ Chiro Obi ကလူစင်းနဲ့ပါလာမယ်လို့တော့သူပြောပါတယ်เนาะ UOB ကလူစင်းနဲ့ပါလာမယ်လို့ပြောတယ်ကျွန်တော်ပါမရမှာเนาะပါမရမှာဘယ်လိုမြင်လဲရတော့ဗျလက်ရှိမှာ तू ကဟိုတနေ့ကဖူလန်နဲ့ပွဲမှာဆိုလို့ရှိရင်နည်းနည်းထိရောက်တဲ့ပုံစံလေးတွေပြသွားတယ်မလားတကယ်ကောင်းတဲ့ပုံစံလေးတွေအဲ့ဒါလေးတွေကို तू ပါနေနေဆိုလို့ရှိရင် तू ဆက်ပြီးတော့ကစားနိုင်မှုမျောလင်းရမှာကျွန်တော်ကြည့်ရမှာပေါ့တခုရှိတာကတော့ဗောနော်အာဆင်နယ်နောက်တန်းနေ့ကတော့မလွယ်ပါဘူးအာဆင်နယ်နောက်တန်းကဂါဘရီယယ်တို့ဆာလီဘာတို့ဆိုတော့က physical ability ability ရတော်တော်ကိုကျွန်တော်တို့အနေနဲ့အားသာချက်ရှိတဲ့ကစားမားတွေဗျာဆိုအဲ့လိုပွဲမျိုးမှာဒီကောင်လေးကဝင်ကစားခြင်းကောင်ကစားခြင်းလိမ့်မယ် तू အတင်းဟောင်းနေဆိုတော့ ဒါပေမဲ့လေလို့ကျွန်တော်ပြောချင်တာကမလွယ်ပါဘူးသိလားနော်အမလွယ်ပါဘူးသူတို့အာဆင်နယ်နောက်တန်းကဖူလန်နောက်တန်းမဟုတ်ဘူးရသေးလားနော်မလွယ်ပါဒါပေမဲ့လို့အပြောင်းလေးလေးတွေတော့အပြောင်းလေးလေးတွေတော့ကျွန်တော်လောက်ရမှာပဲနော်ကစားမအပြောင်းလေးလုတ်လို့ရဖို့လူစင်းနေတော့ထည့်လာမှာပဲမီဆန်မောက်ရတဲ့ injury news လေး update ကြားသည်လားတဲ့နော်အဲမကြားပါဘူးဆရာသမားကြီးနော်အဲ friend ဟိုခြေစမ်းပွဲတွေပြမကံမရဲမတည်သေးပါဘူးဆရာသမားကြီးနော်မတည်သေးပါဘူးကျွန်တော်ကျွန်တော်အဲခြေစမ်းပွဲကြောင့်နေကျွန်တော်မတည်သေးပါဘူးသူတို့သူတို့ယာစီကုန်တဲ့ခါကြမှာပေါ့နော် သူတို့ကသူတို့ကန်ကြမယ်ထင်ပါတယ်ချိုးကျော်တယ်မလေးရှားလားဘာရှားလဲเนาะအဲ့မဲ့သတင်းတွေကြောင့်ကြားထားတာရှိတယ်အာဆင်နယ်နဲ့ပွဲမှာတဲ့ပရိသတ်တချို့ဆန္ဒပြမယ်ပြောတယ်အပြောင်းလဲဖြစ်နိုင်မလားတဲ့ဘလို့အကျိုးတရားမှုတွေဖြစ်နိုင်မယ်ထင်လဲတဲ့เนาะအဲကျွန်တော်တို့ဆန္ဒပြတာတွေကတော့အခုမှမဟုတ်ပါဘူးကျွန်တော်ရှိဦးဟိုးတုံးတွေကကျွန်တော်နေဆန္ဒတွေပါပြကြကြတာပဲ United မှာဟောပြီးခဲ့တဲ့နှစ်ပြီးခဲ့တဲ့နှစ်လားဝန်နေကလာကျွန်တော်လီဗာပူးတင်းနဲ့ပွဲစဉ်မှာတိုင်ခင်မှာဆန္ဒတွေပါကျွန်တော်ပြကြတယ်ဘာညာပေါ့အခုဆိုလို့ရှိရင်လည်းပဲအခုကကကွင်းထဲကိုသွားမကြည့်ဘူးဆန္ဒပြတာဗျာဒီလားကွင်းထဲကိုသွားမကြည့်ဘူး ဟိုကျွန်တော်တွေ့တဲ့တလောက်ဆိုလို့ရှင်တော့ဘာတွေတက်ရောက်မှုရှိလာနိုင်လဲဆိုတော့ကွင်းထဲကိုပြိတ္တတွေမသွားဘူးဆိုလို့ရှင်တော့နော်ကွင်းဟိုကွင်းလက်မှတ်တွေဘာတွေလဲမဝယ်ဘူးဆိုလို့ရှင်တော့တည်ကြတယ်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒါဝင်ငွေတွေတော့အတင်းကရော့မှာပဲလေဝင်ငွေတွေရော့လာပြီဆိုလို့ကျွန်တော်အတင်းတာဝန်ရှိသူတွေဘာကစဉ်းစားရတော့မှာဒါပေမဲ့လေလို့ဗျာဒီပိုင်ရှင်တွေကမင်းအတင်းမှာဂယူဆိုင်တဲ့သူတွေမှမဟုတ်တာဝင်ငွေထိခိုက်လာရင်တော့နည်းနည်းဂယူဆိုင်ရင်ဆိုင်မှာပေါ့ဗျာဒါပေမဲ့အတင်းမှာအတင်းဂယူဆိုင်တဲ့သူတွေမှမဟုတ်တာ အဓိကကလေးစားတွေအပြည့်ရောင်းမှုပေါ့နော်ကလပ်အသင်းကိုအပြည့်တက်ရောင်းမှုတွေသူတို့ကဆန္ဒတွေပါပြကြတာပေါ့ဒါပြင်အသင်းရဲ့ direction ကလည်းရှေ့ကိုမရောက်တော့ဘူးနောက်ပဲပြင်ပြင်စုပ်နေတယ်ပေါ့သိတယ်မလားနော်ဟိုချီတလန်းချီတလန်းရှေ့လန်းရင်လေးလန်းလောက်ပြန်စုပ်နေတယ်ဆိုတော့ပုံစံမျိုးနဲ့သူတို့ကဒါတွေကိုသူတို့က protest လုပ်ကြတာပါတီအောင်မှုကတော့ခဏကပြောတဲ့အတိုင်းပဲသူတို့ကျွန်တော်တော့သိပြီးတော့ဒီကောင်လေး queue sign မင်းလို့ကျွန်တော်မထင်ဘူး အဲတချို့ပြည်သက်ကြီးကတော့တဲ့ Amorin ရဲ့3ဘက်ကစားကွက်ပြောင်းဖို့ပဲပြောနေကြတယ်တဲ့နော်အဲကျွန်တော်ထင်ကတော့မဆိုင်ဘူးလို့ထင်တာပဲတဲ့နော်အအဓိကတော့ဗျာမင်းမင်း3ဘက်ကစားကစား4ဘက်ကစားကစားပြည်တယ်မလားနော်အဆင်ပြေမပြေဆိုတာကကစားမားတွေအများကြီးတက်ဆိုင်ပါတယ်ကျွန်တော်တို့လက်ရှိမှာ Amorin 3ဘက်ကစားတာအဆင်မပြေဘူးဆိုလို့ရှိရင်3ဘက်ကစားကစားတဲ့နီးပြကိုကျွန်တော်အနေနဲ့ပေါ့နော်ဆိုတော့နော်ဒီဘယ်သူကမင်းဟိုဟိုခေါ်မလဲဆိုတော့ Amorin ရဲ့ရှိမှာဘယ်သူရှိလဲ Amorin ရဲ့ရှိမှာဘယ်သူရှိလဲ ်အရစ်တန်ကအရစ်တန်ဟာဘလို့ကစားလဲဖိုးဘက်နဲ့ကစားတာပဲဘာလို့အဆင်မပြေခဲ့လဲသတိဘက်တွေဖိုးဘက်တွေလာမပြောနဲ့ကွာသိတယ်မလားကစားမားတွေမှာမင်းအချင်းကြီးမကောင်းတာမင်းကဘာနဲ့ကစားခြင်းတည်းရောဟုတ်တယ်မလားစဉ်းစားကြည့်လေမင်းဖိုးဘက်နဲ့ကစားတဲ့နီးပြတွေဘယ်သူအဆင်ပြေလဲ United ကတက်တလုံးသိတယ်မလားဖိုးဘက်နဲ့ကစားလာတာ okay လေဟုတ်ပါတယ်ဒါပေမဲ့လို့မင်းအခုအဆင်ပြေလို့လားနော်အဆင်ပြေလို့အခု3ဘက်ကပြည့်တနာဆိုရင်မင်းရှေ့က edit တန်ဟာဘာလို့မင်းအဆင်မပြေခဲ့တာ ဘာလို့ Eric Ten Hag ကိုနော်ဘယ်နည်းပြပဲပြောင်းပြောင်း Ten Hag တက်တော့ပူကောင်းမယ်ဆိုပြီးတော့ပြောခဲ့ကြတာတော့ပြောကြတာတယ်မလားဘယ်နည်းပြပြောင်းပြောင်းနော်ကြိုက်တဲ့နည်းပြခန့် Ten Hag တက်တော့ပူကောင်းတယ်ဆိုပြီးတော့နော်မင်းလက်လို့ဆိုပဲပြောလာတဲ့ကောင်းကြီးကျွန်တော်ရှိတယ်လေတည်ရမလားနော်